မစ္စရိယတရားကြောင့်ဖြစ်ပေါ်လာတဲ့အရာတွေဟာဘာတွေတုံးဆိုလို့ရှင်သူကရလာလို့ရှင်သိမ့်ပိုက်တယ်တဲ့သိမ့်ပိုက်ပြီးတဲ့အခါမှာဘာလုပ်လဲကာဝယ်ဆောင်းလျှောက်တယ်ကာဝယ်ဆောင်းလျှောက်ဖို့အတွက်ဘာတွေလုပ်တုံးဒုတ်ကိုင်းနေဓာတ်ကိုင်းနေလက်နဲ့ကိုင်းနေဆဲတယ်ရေးတယ်ဂုံတိုက်တယ်မကောင်းမှုအကုသိုလ်တွေမှန်တယ်ဆက်တိုက်နောက်ကလိုက်လာတယ် မစ္စရိယရဲ့နောက်ွယ်မှာနောက်ဆက်တွဲတွေကအကုန်လုံးအကုသိုလ်တွေကြီးပဲဒါကြောင့်မို့ရှင်နေမှာဘုန်းကြီးတို့တွေရှင်နေမှာမစ္စရိယဆိုတဲ့အမုန်းတရားတစ်ခုကိုရှင်းထုတ်ပြဖို့လိုအပ်တယ်ဘာနဲ့ရှင်းထုတ်ရမလဲ generosity လို့ခေါ်တဲ့စာခါနဲ့ရှင်းထုတ်ရမယ် တတ္တာဆိုတာယုံကြည်မှုနဲ့ရှင်းထောက်လဝကြီးအိုလိုတဲ့စိတ်မထားပဲနဲ့အေးတနေ့ကျတော့ဒီပစ္စည်းတွေဆိုတာဟာငါတယောက်တည်းပိုင်တာမဟုတ်ဘူးလောကကြီးဟာငါတယောက်တည်းလူမဟုတ်ဘူးအလုံးဟာလူသားတွေကြီးပဲဖြစ်တယ်လူဘွားဆိုတာမြတ်မြတ်တတာအလုံးချမ်းသာကြရမှာဖြစ်တယ်ဆိုတဲ့စိတ်ကောင်းနှလုံးကောင်းမွေးခြင်းအပြင်မစ္စရိယဆိုတဲ့ယင်းတဲ့ဟာအဆိုးတရားကိုဖယ်ရှားပြတ်မှာဖြစ်ပါ ဒီလိုဆိုလေနော်အဲ့ဒီမှာမစ္စရိယတရားနဲ့ပတ်သက်ပြီးတော့သူ့ရဲ့အသွင်တန်တန်ဆောင်ရွက်မှုကိစ္စသူ့ရဲ့ပုံရိပ်ထင်လာတဲ့ပုံရိပ်ဘာကြောင့်ဖြစ်တယ်ဆိုတဲ့အကြောင်းတရားတွေကိုစပေကျမ်းကမှာဘယ်လိုဖော်ပြထားတော့ တံပတိနိခွနလက္ခဏံမစ္စရိယကိုယ့်ရဲ့အောင်မြင်မှုကိုဖတ်ထားရတဲ့ကိစ္စရှိတယ်เนาะကိုယ့်ရဲ့အောင်မြင်မှုကိုလူသိမခံလူသိခံရင်ငါလို့အောင်မြင်အောင်လုပ်မှဆိုးတယ်အဲ့ဒီစိတ်နဲ့เนาะကိုလို့အောင်မြင်သွားမှကြောက်တယ်ဒါကြောင့်မို့ကိုယ့်ရဲ့ technique ကိုဖတ်ထား ကိုယ့်ရဲ့ပြည့်စုံမှုအောင်မြင်မှုတွေကိုလူသိမခံခြင်းလို့ရှုပ်ဝဲထားတာအဲ့ဒါမေစရိယာတဲ့လတ္ထဏံဝါလဘိတ္တပဏံဝါအတ္တနောတံပတ္တိနံနိခုဟေနလက္ခဏာမရသေးတဲ့ဟာတောင်မှပဲသူကချုပ်တင်ပြီးတော့ရှုပ်ဝဲထား ော်ရှားပြီးသားပစ္စည်းကိုလည်းရှုဝဲ့တယ်မရသေးတဲ့အောင်မြင်ကြောကြောင်းမှုကိုလည်းရှုဝဲ့ထားတယ်တာတန်ယဝပရိဟိတာဒရဏဘာဝေနအခမနရတန်ဆိုအဲ့ဒီလိုကိုယ့်ရဲ့အောင်မြင်မှုတွေနဲ့သူတစ်ပါးနဲ့မဆက်ဆံခြင်းဘူးသူတစ်ပါးကိုအတိမပေးလိုခြင်းဘူးကိုယ်နဲ့လာပြီးတော့ရှင်းလာမှာကိုမလိုခြင်းဘူးဆိုတယ်တိမခန့်နိုင်တဲ့ကိစ္စရှိတယ် မစ္စရိယတရားရှိလာလို့ရှင်ကိုယ်နဲ့လားရှင်မှမကြိုက်ဘူးလို့ဆိုလိုတယ်ပေါ့ဒါကြောင့်မို့သူ့ရဲ့ပုံရိပ်ဟာဘယ်တော့ပဲဖြစ်ဖြစ်တွန့်တိုဆုံးနှစ်ပြီးဖုံးကွယ်တတ်တဲ့ပုံစံရှိတယ်တဲ့ကိုယ့်ရဲ့အောင်မြင်မှုတွေနဲ့ပတ်သက်ပြီးတော့မစ္စရိယတရားဟာဖြစ်လာတာ ကိုယ့်ရဲ့အောင်မြင်မှုကိုကြည့်ပြီးတော့သူများကိုမအောင်မြင်စေခြင်းတော့ကိုယ့်ရဲ့အောင်မြင်မှုသည်သူ့ရဲ့အနိကဆုံးသောအကြောင်းတရားပဲဖြစ်တယ်။လောကမှာအောင်မြင်မှုရတဲ့ပုဂ္ဂိုလ်တွေဟာမစ္စရိယတရားဖြစ်ပွားလာတတ်တယ်ဒီလိုဆိုလိုတယ်နော်။